ရာသီကောင်းမှာအပိသန်ထွက်ခွာဖို့တင်ကြနေပြီဖြစ်တဲ့ United ကစားသမားနှုတ်အပရိတနာလုံးမမိလာများမန်ချက်စတာဖော်ဝါ့ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်ယူနိုက်တက်အသင်းကနေအငားနဲ့ထွာကစားနေကြတဲ့ကစားသမားတွေကတော့လည်းရှေ့ဘောလုံးရာသီကောပါသူတို့ကစားနေတဲ့အသင်းတွေကသူတို့ကအပိသက်ခေါ်ယူဖို့အတွက်များနေပါရင်ယူနိုက်တက်အသင်းအားသမိုင်းနှစ်လျှောက်အင်္ဂလန်ဘောလုံးလောကရဲ့ထိပ်တန်းအသင်းတစ်သင်းဖြစ်ရပ်တည်လာခဲ့ပေမဲ့မကြသေးမီနှစ်များအတွင်းအသင်းရဲ့ဆွမ်းဆောင်ရည်ဟာမတီးမငင်ဖြစ်လာခဲ့မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးကစားသမားပြောင်းရွှေ့မှုနဲ့အသင်းဖွဲ့စည်းမှုမူဝါဒတွေကအတော်လေးကိုနှိပ်ပါလွန်ခဲ့ပါရင် လက်ရှိအနေမှာမာကာရဖိုနဲ့ရာမက်ဝိုင်လန်တို့က United ကနေအငားနဲ့ထွက်ခွာသွားခဲ့ပြီးသူတို့ရဲ့ခြေစွမ်းပြသမှုတွေကြောင့်သက်ဆိုင်ရာအသင်းတွေဖိကျတဲ့ဘာစတာနဲ့နာပိုလီတို့ကသူတို့ကိုအပိတက်ခေါ်ယူဖို့အတွက်စီစဉ်နေကြပါတယ်။ ရက်ဖော်ယူနိုက်တက်ကနေကနေထွက်ပေါ်လာတဲ့ကစားမအတူဖြစ်ပြီး2015-16ရာသီကလိုဝစ်ဘန်အားလက်ထက်မှာပွဲထွက်ခွင့်ရခဲ့ပါတယ်။သူ့ရဲ့ပွဲထွက်မှာအာဆင်နယ်ကို2ဂိုးသွင်းပြီးပရိသတ်ရဲ့အာယုံဆိုင်မှုကိုရခဲ့ပါတယ်။2022-23ရာသီကတော့ရက်ဖော်ရဲ့အကောင်းဆုံးရာသီဖြစ်ခဲ့ပါတယ်။အဲဒီနေ့မှာရက်ဖော်ဟာပြိုင်ပွဲဆုံးဂိုး30ထိသွင်းနိုင်ခဲ့တာပါ။ဒါပေမဲ့2023-24ရာသီမှာရက်ဖော်ရဲ့စွမ်းဆောင်ရည်ဟာတင်းကျပ်တာကျဆင်းသွားခဲ့ပါတယ်။သူ့ရဲ့ကစားဟန်စိတ်တဲ့နဲ့အသင်းပေါ်အာယုံဆိုင်မှုစရည်နဲ့ပတ်သက်လို့ဝေဖန်ခံခဲ့ရပါတယ်။အဲဒီနောက် MNL ရောက်ရှိလာတဲ့အချိန်မှာစိတ်နဲ့ပိုင်းဆိုင်ရာညံပြင်းမှုတွေကြောင့်လူစင်းတဲ့ကနေတော့ထုတ်ပယ်ခံရပြီးဘိုင်းစနာအသင်းထံအငှားထွက်ကစားခဲ့ရပါတယ်။အငှားတော်ဝတ် ညီချက်မှာဘာစလာက Red Four ရဲ့နှုတ်ခါလာစာကိုတာဝန်ယူပြီးတော့ရာသီကောင်မှာယူ30တန်းနဲ့အပိသက်ဝယ်ယူနိုင်တဲ့ရွေးချယ်ခွင့်ပါဝင်ပါတယ်။ Hansi Flick ရဲ့လက်အောက်မှာ Red Four ဟာသူ့ရဲ့အကောင်းဆုံးပုံစံတွေကိုပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။သူ့ရဲ့အလျင်အမြန်ပြေးတော့မှုဂွေရီယာတွေမှာထိရောက်မှုအသင်းပေါ်တွေနဲ့အကောင်းစွာချိတ်ဆက်ကစားနိုင်မှုတွေကြောင့်ဘာစလာရဲ့တိုက်စစ်ပိုင်းကိုအားကောင်းစေခဲ့ပါတယ်။တနင်္လာနေ့အရဘာကာဟာ Red Four ရဲ့စွမ်းဆောင်ရည်နဲ့အပြုမှုတွေကိုအလွန်ချေနှက်နေပြီးရာသီကောင်မှာယူတန်း30နဲ့အပိသက်ဝယ်ယူဖို့အတော်လေးကိုနှိမ့်ဆန်နေပါတယ်။ဒါ Red Four ရဲ့ကစားမပွားမှာအပြုသဘောဆောင်တဲ့အလှည့်ပြားတစ်ခုဖြစ်ပေမဲ့ United အတွက်ကတော့မေခွန်းထုတ်စရာဖြစ်ပေါ်စေခဲ့ပါတယ်။အမ်မော်ရီယာအသင်းရဲ့စိတ် ိတ်တဲ့မြန်မာမိုးနဲ့စီကန်းကိုဦးစားပေးတဲ့မူဝါဒကိုကျင့်သုံးနေပြီးရက်ဖိုလုံအသင်းရဲ့စိတ်ဓာတ်ကိုထိခိုက်စေနိုင်တဲ့ကစားမကိုရှင်းထုတ်လိုက်တာဟာအသင်းရဲ့လက်ရှိဖွဲ့စည်းမှုအတွက်အကျိုးရှိတင်နေပါတယ်။ဒါကြောင့်ရက်ဖိုသာဘာကာတန်အပြီးသက်ပြောင်းရွှေ့ပြစ်မယ်ဆိုရင်ဒါယူနိုက်တက်အတွက်နှမျောစရာဖြစ်ပေမဲ့အသင်းရဲ့ရင်းရှိတည်ငြိမ်မှုအတွက်လိုအပ်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်နိုင်ပါတယ်။နောက်တစ်ယောက်ကတော့ဝိုင်လန်းဖြစ်ပါတယ်။ဝိုင်လန်းဟာ2023ခုနှစ်မှာအက်တလနာကနေမြန်မာ့ရဲ့ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့ပြီးသူ့ရဲ့လေမြန်းနဲ့ပြေးလွှားမှုကိုရီးယားထဲမှာထိရောက်မှုနဲ့စွမ်းအားပြေးွားတဲ့ကစားဟန်အကြောင်း United တိုက်စစ်ပိုင်းကိုအားဖြည့်ပေးနိုင်မယ်လို့မျှော်လင့်ခံခဲ့ရပါတယ်။ဒါပေမဲ့ဝိုင်လန်းက United မှာတခြားကစားမလေးလို ဲ flop သွားခဲ့ပါရင်လူငယ်တိုင်းစစ်မှုလေးဖြစ်တာကြောင့်ခြေစုံမပြနိုင်တာကြားလေးလေးနားရည်ရည်မှုနဲ့ယုံကြည်မှုပျောက်ရှလေးလေးဖြစ်လာခဲ့ပြီးနောက်ဆုံးမှာတော့နာပလီထံအငားနဲ့ပြောင်းရွှေ့သွားခဲ့ပါရင်နာပလီကငားရဲကရိုး6တန်းပေးမှဖြစ်ပြီးရာဒီကောလို့ချန်ပီယံလိဝင်ဝင်ရမယ်ဆိုရင်ရိုး44တန်းနဲ့မဖြစ်မနေအပြီးသက်ဝယ်ယူသွားရမှာဖြစ်ပါရင်ကိုနီယက်လောက်မှာဝိုင်လန်ဟာသူ့ရဲ့အကောင်းဆုံးပုံစံကိုပြန်လည်ရှာဖွေနိုင်ခဲ့ပါရင်အခုဆိုရင်ဝိုင်လန်ကနာပလီတိုင်းစစ်ပိုင်းမှာအဓိကဦးဆောင်သူတူဖြစ်တောက်ပလာနေပါရင်ဝိုင်လန်အခြေစွမ်းပြနေတာကြောင့်လဲနာပလီကရာဒီကောရင်ဝိုင်လန်ကိုတေချာပေါက်ခေါ်ယူသွားဖို့အတွက်ဆုံးဖြတ်လိုက်ပြီလဲဖြစ်ပါရင်ယူနိုက်တက်မှာစွမ်းဆောင်ရင်ကောင်းတဲ့ကိုမပြားသားနိုင်တာနဲ့ယုံကြည်မှုပြဿနာတွေက အသင်းအတိုင်းစစ်ပိုင်းကိုထိခိုက်စေခဲ့ပါတယ်။ MRI ရဲ့အသင်းဖွဲ့အစည်းမှုမှာ Whiteland ဟာအဓိကနေရာကနေမရှိခဲ့တာကြောင့် Whiteland နာမလီတန်အပိတ်ပြောင်းရွှေ့ခဲ့ရင်ဒါက United အတွက်မွေကြေးဆုံးရှုံးမှုဖြစ်ပေမဲ့အသင်းရဲ့ရင်းရှိတည်ငြိမ်မှုအတွက်လိုအပ်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ဒီနေ့အောင်စလုံးဟာလက်ရှိမှာတော့သူတို့ကစားပေးနေတဲ့အသင်းတွေအတွက်ခြေစွမ်းတွေပြားသနိုင်ပေမဲ့ပြန်လည်ပြုပြင်တည်ဆောက်ရေးကာလကိုဖျက်ဆီးနေရတဲ့ United အနေနဲ့ကတော့သူတို့တွေကိုလက်လွတ်လိုက်ရမယ်ဆိုရင်ဘာမှလွမ်းနေစရာအကြောင်းမရှိဘူးဆိုတာကိုတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ညီကိုတို့ကရောဘလို့မြင်လဲပြောပြခဲ့လို့ရပါတယ်။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။